နှစ်ခုနှစ်ဆက်ကြာအိမ်မက်ကေဖြစ်လာတဲ့ညူကာဆင်နဲ့ပရီးမီးယားလိဂ်သားချန်တော့တဲ့လီဗာပူးဖေဗူဝါရီ9ရက်နေ့မတိုင်ခင်ကဖလားလီလုံးမျောလင်းချက်ရှိခဲ့တဲ့လီဗာပူးအသင်းဟာရသက်တပတ်9ရက်အတွင်း FA ဖလားချန်ပီယံလိလီဖလားမျောလင်းချက်တွေတစ်ခုပြီးတစ်ခုဆွန့်လွတ်ခဲ့ရပြီးဒီအသီမှာပရီးမီးယားလိဂ်ဖလားတလုံးလေးနဲ့စကန်တင်ရတော့မဲ့အချိန်ကိုရောက်သွားခဲ့ပါတယ်။ကာရာဝန်ဖလားဘိုလူဝဲမတိုင်မီလီဗာပူးအသင်းဟာချန်ပီယံဆုအတွက်ညူကာဆယ်တန်များစွာရည်ပန်းစားခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ညူကာဆယ်အသင်းကလီဗာပူးတပ်ပုံမူတာလုံးနဲ့ခြေစွမ်း ဂိုးခွန်ရည်တင်နဲ့အတူထက်ထက်တန်တန်ဘိုးဆွဲသွားခဲ့တာပါပထမပိုင်းမှာနယူကာဆယ်ကဂိုးကန်သွင်းမှု၉ချိန်ထိရှိခဲ့ပေမဲ့လီဗာပူးကတစ်ချိန်ပဲရှိခဲ့တဲ့အထိလက်ရှိချန်ပီယံတင်းကအခြေအနေဆိုးခဲ့ပါတယ်၉ချိန်45မိနစ်မှာနယူကာဆယ်နောက်ကလူတန်ဘန်းကကောင်းတိုက်ပြီးဦးဆောင်ကိုရယူခဲ့ပါတယ်နယူကာဆယ်တိုက်စစ်မွေးဆက်ရဲ့အတွင်းဂိုးတကူအငင်းပွားဝဲဘာဆုံးဖြတ်ချက်နဲ့ဒိုင်းတွေကပယ်ချခဲ့ပြီးနောက်တစ်မိနစ်လောက်မှာအစ်ဆက်ကလျှက်တစ်ဘက်ကန်ချန်နဲ့ဒုတိယကိုရယူသွားခဲ့ပါတယ်လီဗာပူးအတွက်လူသားဝင်တိုက်စစ်မှုချီအစာက ယူဂျုံဂျုံညင်ဘောဝဲအနေထားကနေပွဲချိန်94မိနစ်မှာခြေပါကိုတို့သွင်းယူခဲ့ပြီးလက်ချံပွဲချိန်၄မိနစ်မှာဒုတိယခြေပါကိုရဖို့လီဗာပူးအသေးအတန်စူးစမ်းခဲ့ပေမဲ့စေးမမီတော့ပဲတကူနကူရလက်နဲ့လက်ရှိချန်ပီယံဆုဖလားကိုလက်လွတ်လိုက်ရပါတယ်။ယူကဆက်အတင်းဟာ1955ခုနှစ်ကအဖရီဖလားရပြီးနောက်ပိုင်းဖလားတစ်လုံးမှမရတာကိုဒီနေ့မှနှစ်ပေါင်း80ကျော်မှဆုံးသတ်နိုင်ခဲ့ပြီးလီဖလားချန်ပီယံဆုကိုလည်းတင်းသမိုင်းတစ်ချောင်းမှာပထမဆုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီမှာဒီနေ့ဆက်တဲ့အမားကချ